ားပါရှင်။ရောင်းဝန်တိုင်းစီရဲ့၄စင်တင်ရအစည်းအဝေးတွေကိုတင်ဆက်ပေးပါမယ်။ကျွန်မကတော့မြန်မိုးထပ်ပေါင်းတင်ဆက်ပေးခြင်းတဲ့တွင်အကြောင်းအရာတွေကတော့သတ္တုစီပူလုံမှုရှိပြီးရောင်းစင်းများလဲကြာစင်းတွေဟုဆိုတဲ့တွင် ငလင်းကြောင့်ပျက်စီးခဲ့သည့်အဆောက်အဦများကိုမိသားကကောက်ခံခြင်းမရှိဆိုတဲ့သတင်း WPS စံပြရှင်ပေါင်းများအားထိုင်းသူပို့ဆောင်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းဘုံအနေနဲ့ ဒဂရမ်မျိုးတွင်ကျင်းပသည့်ကာကွယ်ရေးပြပွဲ၌တရုတ်ကုမ္ပဏီများမှ နောက်ဆုံးပေါ်စစ်လက်နက်ဤပညာများပြသဆိုရတဲ့တွင်အဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည်။ ထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့ဆတ်သုံးစီဖူလုံးမှုရှိပြီးရောင်းစေးများလဲကြာစင်းနေဟုဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြည်တွင်းမှာ73စီဖူလုံမှုရှိပြီးရောင်းစေးတွေလည်းကျဆင်းနေတယ်လို့သိရပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားအလွန်ပြင်းမန်းလေးငလင်ကြီးချောင်းပျက်စီးချိုရင်းခဲ့တဲ့73စီရဲ့ရောင်းဆိုင်ရချိုကိုအ мян ပြန်လဲပြင်ဆင်ဖြန့်ဖြူးရောင်းချနေပြီးရတရဘတ်တပတ်စာခန့်အရန်73စီရှိတဲ့အပြင်ဖြီပါက73စီတင်တင်မောထွေလဲအဆက်မပြတ်ဝင်းရောင်းနေတာကြောင့်ပြက်လက်မှုမရှိနိုင်ဘူးလို့ဆိုပါတယ်။ 73စီပြက်လက်မှုဖြစ်ပေါ်မယ်လို့စိုးရိမ်စိမ့်နဲ့မလိုအပ်ဖဲတန်းစီဝယ်ယူထားထွေးနဲ့အပိုးတိုးလောင်ထားတာတွေမပြုတ်လောက်ကြဖို့လိုအပ်တလောက်သာဝယ်ယူသုံးဆွဲချဖို့ကိုစွမ်းရည်ဝန်ကြီးဌာနကအများပြည်သူကိုမတ်လ30ရက်နေ့ကအတိပေးနှိုးဆော်ခဲ့တယ်လို့သိရပါတယ်။ အများပြည်သူရဲ့ပူးပေါင်းပါဝင်မှု73စီရဲ့အသင်းနဲ့တူလောင်ကန်စခန်းအယောင်းဆိုင်နဲ့စီပေါင်းစာလုပ်ငန်းရှင်တွေရဲ့24နာရီအချိန်ပြည့်နိုင်ရမရှိပူးပေါင်းကြိုးပမ်းဆောင်ရွက်ခဲ့မှုကြောင့်73စီဖြန့်ဖြူးခြင်းလုပ်ငန်းတွေပုံမှန်အခြေအနေအတိုင်းဖြန့်ဖြူးရောင်းချနေပြီလို့လဲဆိုပါတယ်။ ငလျင်တန်းချောက်ထိခိုက်ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့တဲ့နေရာဒေသတွေမှာဆောင်ရွက်နေတဲ့ကုညီကဲဆဲရေးနယ်ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက်အယောင်ဆိုင်တွေကတိုက်ရိုက်တဲ့နေရာအယောက်လုံလောင်စွာအပြန့်ပြိုးရောင်းချပေးနေတယ်လို့ပရဟိတာအသိအဖွဲ့တွေကို73စီလူရန်ဓာတ်တွေလည်းဆောင်ရွက်ခဲ့တယ်လို့သတင်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ အရန်စီရအနေနဲ့နှစ်ပတ်စာခန့်တိုးလောင်းထားရှိနိုင်ပြီးအယောင်ဆိုင်တွေမှာ73စီပြက်လက်မှုမရှိစေရေးစီမံဆောင်ရွက်နေပြီး73စီရဲ့ယောင်စီနှုံဟာလည်းတလီသာကို700ခန့်နဲ့700ခန့်အထိကျဆင်းခဲ့တာကြောင့်အများပြည်သူအနေနဲ့စိတ်ချမ်းသာစွာနဲ့ဝယ်ယူသုံးစွဲလျက်ရှိတယ်လို့သိရပါတယ်ရှင်။ဒုရယာသတင်းတပုံအနေနဲ့ ငလင်းကြောင့်ပျက်စီးခဲ့သည့်အဆောက်အဦများကိုမိသားအခကောက်ခံခြင်းမရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းငလင်ကြီးလှုပ်ခတ်ခဲ့မှုကြောင့်ပျို့ကျပျက်စီးသွားခဲ့တဲ့အဆောက်အဦတွေကမိသားတွေကိုမိသားအခများကောက်ခံခြင်းမရှိသလိုမိသားဘေးထွက်ထားခြင်းလည်းမရှိဘူးလို့မန္တလေးလျက်စစ်သားပေရီကော်ပိုရေးရှင်းမှသိရပါတယ်။ငလင်လှုပ်ခတ်ခဲ့မှုကြောင့်မန္တလေးတိုင်းဒေသကြီးအတွင်းကလျက်စစ်သားအခွဲယုံတွေနဲ့လျက်စစ်သားအလိုင်းတွေပျက်စီးမှုရှိခဲ့တဲ့အပြင်လျက်စစ်မိသားတွေလည်းပျက်စီးမှုရှိခဲ့တာကြောင့်တိုင်းဒေသကြီးအတွင်းမန္တလေးလျက်စစ်သားပေ ရေးကော်ပိုရေးရှင်းမှမိသားအလုံးရှိ73သိန်းနီးပါးသက်စင်ထားရှိရာတွင်ငလှင်ချောက်အလုံးရှိ6000ကျော်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ငလင်းသန်းတင်အဆောက်အဦးထွေရဲ့မိသားစုရဲ့အတွက်လှူဆောင်နေတဲ့အပိုင်းနဲ့ပတ်သက်ပြီးမန္တလေးလျက်စစ်သားပေးရေးကော်ပိုရေးရှင်းမှဥက္ကဋ္ဌဦးတင်အောင်ကအခုလိုပြောပြထားပါသေး။ ။ကျန်တဲ့မီတာကြီးကတော့ကျွန်တော်တို့ပုံမှန်တိုင်းသက်လက်ဆောင်ရွက်သွားမှာဖြစ်ပါမီတာကလည်းပြည့်စုံမှုမရှိဘူး။အိမ်လည်းကြိုကျပြည့်စုံခြင်းမရှိဘူး။မီးလည်းပဲဆက်လက်ပြီးတော့ဓာတ်ပေးထားတဲ့အတွက်ကြောင့်ဒီသုံးသူအနေနဲ့လည်းပဲဆက်လက်ပြီးတော့ဓာတ်ကိုကုန်းဆွဲနေတာဖြစ်တဲ့အတွက်ကြောင့်ပုံမှန်ဓာတ်ကပေးဆောင်တဲ့အတိုင်းပဲဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါပုံမှန် သားကဖေးဆောင်ဖို့မှာ၄လပိုင်းပေါ့တရက်နေ့ကနေ၅ရက်နေ့မိသားဖတ်မယ်အစားမဖတ်နိုင်တဲ့အတွက်ကြောင့်၅လပိုင်းကျမှတရက်နေ့ကနေ၅ရက်နေ့အတွင်းကိုမိသားဖတ်ချက်လုပ်ငန်းကိုဆောင်ရွက်ပါမယ်ငလင်းတဲ့ area တွေလည်းပြောတော့ဖတ်လို့ရတဲ့ unit ကို၄လပိုင်းအတွက်နဲ့၅လပိုင်းအတွက်၅လပေါင်းပြီးတော့ ဖတ်တယ်လို့ဖြစ်တဲ့အတွက်ကြောင့်နှစ်နဲ့စားပါမယ်။ကျမ်းမြတ်လို့ပါ။အိမ်တိန်ကမီတာယူနစ်1000ဆိုရင်၄လပိုင်းအတွက်က900 5လပိုင်းအတွက်က900။အဲစုစုပေါင်းကျွန်တော်တို့ဖတ်လို့ရတဲ့အထောင်ကမှခွဲပြီးတော့ဈေးနှစ်ဆောင်ထွက်ပြီးတော့တောင်းခံသွားခြင်းကိုဆောင်ရွက်ဖို့ရှိပါတယ်။ပြိုကျပျက်စီးမှုမရှိဘဲမီးဆက်လက်သုံးဆွဲနေတဲ့အဆောက်အဦတွေကိုသာမိသားခကောက်ခံသွားမှာဖြစ်ပြီးဒီလိုကောက်ခံမှုနဲ့ပတ်သက်ပြီးဥက္ကဋ္ဌဦးတင်အောင်ကအခုလိုပဲဆက်ပြောပြထားပါသေး။ ကျွန်တော်တို့မန္တလေးလျှက်စစ်ဓာဘေးကော်ပိုရေးရှင်းမှာမီတာစုစုပေါင်း12သိန်းတော့တက်ဆင်ထားတာဖြစ်ပါအဲ့ဒီ12သိန်းထဲမှာမှာအင်းရပျက်စီးသွားတာက6000ကျော်ပဲပျက်စီးတာဖြစ်ပါငလင်မဆုံးခင်အထိသုံးစွဲထားတဲ့ unit တွေဟာအဲ့ဒီပျက်စီးသွားတဲ့မီတာတွေနဲ့အတူစိုင်းရင်ကောက်လို့မရတော့ဘူးပျိုကျပျက်စီးသွားတဲ့ အိမ်နေတိုက်တင်းစောက်ဘူးတွေမှရှိတဲ့မိသားတွေအတွက်ကိုသူလက်တလုံးမှာဒါမှအရှင်ယူနိုင်နေပါဘူးစရင်မဲ့မှတ်ထားတဲ့ဆင်မဲ့ရှိပါလေမိသားကားကောက်ခံခြင်းလည်းမရှိပါဘူးမိသားပေဖတ်ခြင်းလည်းမရှိပါဘူးကျွန်တော်တို့အဲ့ဒီမိသားတွေအကုန်လုံးကိုဓမ္မပိတ်ပြီးတော့ကြဆိုင်ဖားရှိကြပါလေဒါအပြင်လက်တလုံးမှာပြိုကျပျက်စီးခဲ့တဲ့အဆောက်အဦတွေရဲ့မိသားအခါတွေကို ကောက်ခံနေတယ်လို့သတင်းတွေထွက်ပေါ်နေတာဟာမဟုတ်မှန်ဘူးလို့လည်းသိရပါတယ်ရှင်။ ဆက်လက်ပြီး WBS စံပြရှင်မောင်းများအားထိုင်းတို့ပို့ဆောင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ YPS စံပြရင်မောင်းစုရာသူတွေကိုထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ EV bus ပြေးဆွဲမှုအခြေအနေတို့အားစတရီတိုးလေးလာရေးခရီးအဖြစ်ပို့ဆောင်ခဲ့တယ်လို့ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကတည်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီဝိုင်းကောက်တီစီကသိရပါတယ်2024ခုနှစ်ရင်စည်းကန်လမ်းစည်းကန်ကောင်းမွန်သည့်စံပြရင်မောင်းစုရရှိတဲ့ YPS ရင်မောင်းတွေကိုဘန်ကောက်မြို့တော်၏ကောင်းမွန်သည့်ခရီးသွားတည်ယူပို့ဆောင်မှုခန်းနာနှင့် EV bus ပြေးဆွဲမှုအခြေအနေတို့အား 家里多累了一开一身皮，多要开家了吧？ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်အရရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကတည်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီဝိုင်းယာတီစီမှထိုင်းနိုင်ငံဘန်ကောက်မြို့ဘန်ကောက်မက်စ်ထရန်စစ်အသုရတီ BMTA ရဲ့ဖိတ်ကြားချက်အရဝိုင်းယာတီစီကော်မတီဝင်တဲ့ဦးခင်မောင်ထွေဦးဆောင်ပြီးအုပ်ချုပ်သူ၄ဦးဝိုင်းယာတီစီရင်မောင်၂ဦးရင်လိုင်းကော်မတီတာဝန်ရှိသူနှင့် BOD 20ဦးနှင့်ရင်စည်းကန်လမ်းစည်းကန်ကောင်းမွန်၍စံပြရင်မောင်စုရရှိသည့် YPS ရင်မောင်20ဦး စုစုပေါင်း46ဦးထိုးဟောင်းဧပြီ22ရက်နေ့ညနေ4နာရီ25မိနစ်အချိန်က MAI လေကြောင်းလိုင်းနဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ထွက်ခွာသွားကြတာဖြစ်ပါတယ်။ အဆိုပါခရီးစဉ်မှာ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ဧပြီ22ရက်နေ့ကနေ26ရက်နေ့အထိဖြစ်ပြီးခရီးစဉ်အတွင်းဘန်ကောက် Bus Transit Authority BMTA ရဲ့ Bus Line ပြည့်စုံမှုအခြေအနေလုပ်ငန်းဆောင်ရွက်မှုအခြေအနေကောင်းမွန်တဲ့ခရီးသည်တည်ယူပို့ဆောင်ရေးခန်းနာတွေလေလာထားတွေဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ ဒါအပြင်မျိုးရင်းရှင်လိုက်ပြေးဆွဲမှုအခြေအနေတွေနဲ့ခိရင်ခိဖြောင်းတို့တွားရောက်လေလာထားမျိုးတွင်း EV လျက်စစ်ဘတ်ကပြေးဆွဲမှုအခြေအနေများလေလာထား EV လျက်စစ်ဘတ်ကထုတ်လုပ်သည့်စက်ရုံများတို့လေလာထား Intelligent Transport System ITS စနစ်ဆောင်ရွက်မှုအခြေအနေများလေလာထားအထွေထွေလေလာထားစထားထို့ကိုလုံဆောင်ကြမယ်လို့သိရပါတယ်ရှင်နိုင်ငံတကာသတင်းတပုံအနေနဲ့ ကရမ်းမျိုးတွင်ကျင်းပသည့်ကောက်ွယ်ရေးပြပွဲ၌တရုတ်ကုမ္ပဏီများမှ နောက်ဆုံးပေါ်ဆက်လက်နံဤပညာများ ပြသဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စနေနေ့ကအီရန်နိုင်ငံမြို့တော်ဘဂဒ်ထံမှစတင်ဖွင့်လှစ်ခဲ့တဲ့73ချိန်မြောက်လုံခြုံရေးကာကွယ်ရေးစစ်ဘက်ဆိုင်ရာစမှုလုပ်ငန်းများနဲ့စိုက်ဘာလုံခြုံရေးပြပွဲမှတရုတ်ကာကွယ်ရေးလက်နက်ကုမ္ပဏီများမှနောက်ဆုံးပေါ်နည်းပညာများပြသထားပါသည်။ လေးရသားပြပွဲကို24နိုင်ငံမှကုမ္ပဏီပေါင်း155ခုပါဝင်ခဲ့ကြကဂါကွယ်ရေးနယ်စိုက်ပါလုံခြုံရေးခန္ဓာများမှ နောက်ဆုံးပေါ်စမ်းသစ်တီထွင်မှုများနဲ့ဤပညာများအပြင်ဆက်သွယ်ရေးစောင့်ကြည့်ထောက်လှမ်းရေးစနစ်များနဲ့ရဲဘတ်ဆိုင်ရာပစ္စည်းကရိယာများပါပြသခဲ့ပါသည် တရုတ်မှပြသသူတွေဆိုရင်အစ်စ်မြေစီရေးနည်းပညာပစ္စည်းအမျိုးမျိုးပြသထားပြီးမောင်းသူမဲ့တိုက်ခတ်ရေးစနစ်အမျိုးမျိုး၊မြေပြင်မှဝင်ဟင်းသုံးကြီးစနစ်များအစ်စ်မြေရေဒါပစ္စည်းများတန်ချက်ကရင်းများပါဝင်ကအလို့လျောက်စနစ်ကောက်ွယ်ရေးနည်းပညာတွေမှတရုတ်ရဲ့လှည့်မြန်စွာတိုးတက်မှုများကိုဖော်ပြထားပါသည်။ တရုတ်ကာကွယ်ရေးကုမ္ပဏီများကအီရတ်နယ်ပူးပေါင်းဆောင်ရွက်ရှာမှရင်းတို့ရဲ့နည်းပညာပစ္စည်းများနဲ့ပေါင်းစပ်စနစ်များရဲ့အားသာချက်များကိုအသုံးချထားပါသည်ဒီပူးပေါင်းဆောင်ရွက်မှုဟာအီရတ်ကာကွယ်ရေးနယ်လုံခြုံရေးအခြေခံအဆောက်အုံများခင်မီရေးကို ထောက်ပံ့ကူညီဖို့စစ်ဘက်ဆိုင်ရာစက်မှုလုပ်ငန်းခန်းနာရေးရှည်တည်တံ့ဖွံ့ဖြိုးရေးမြင့်တင်ဖို့ရည်ရွယ်ပါသည်လို့တရုတ်ကုမ္ပဏီမှရှောင်ချောကောကပြောပါသည် အီရတ်ဝန်ကြီးချုပ်မိုဟာမက်ရှီယာအဲဆူထာနီက ပြပွဲကိုတရားဝင်ဖွင့်ပေးခဲ့ပြီးတရုတ်ပြသသူများထံတွားရောက်ခဲ့ပါတဲ့အီရတ်စမှုခန်းနာနဲ့ပဝင်ပြသတဲ့ကုမ္ပဏီများကြားသိပ္ပံနဲ့ဤပညာပိုင်းမိဖတ်ဆောင်ရွက်မှုအတွက်ဒီပြပွဲဟာအရေးပါတဲ့ပေါင်းကူဖြစ်ကြောင်းအဲဆူထာနီကအလေးပေးပြောသွားပါတယ်လို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစီရဲ့နေ့စဉ်သတင်းရအစီအစဉ်တို့ပဲဖြစ်ပါတဲ့ကြည့်ရှုအားပေးခဲ့ချောင်းသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်ကျမကတော့မြန်မိုးထပ်ပါ thank you